ဝက်လက်စရဲကျင်းလက်တော့ရွာငယ်လေးမှာတော့လူလက်ပိုင်းကိုတုပ်စရဲအမျိုးသားတရားရှိပါတယ်။ကိုတုပ်ကတော့တရားရဲသားတွေပြတဲ့ဇင်မားစရဲမိန်းလေးတယောက်နဲ့ချစ်ချိုက်ခဲ့ပါတယ်။ဇင်မားကတော့ရန်ကုန်ချုံမော်လပ်ပသူဖြစ်ပါတယ်။တော်ရွာရဲမှာအချော်လာဆုံးပါကိုတုပ်ကလက်ထက်ခွင့်တောင်းတော့ကိုကိုဇင်မားရဲ့မိဘတွေကလည်းတဘောတူခဲ့ပါတယ်။တနေ့မှာတော့ကိုတုတ်ကရွာရဲ့တလေထုံးစံအတိုင်းသူတို့သမီးအိမ်ကိုသူရဲ့ဆွေမျိုးသားချင်းတွေနဲ့ လက်လျှောက်သွားခဲ့ပါတယ်။ဇင်မားလည်းထွက်လာပြီးတော့ကိုတုံနဲ့တွေ့ပြီးမိလာဆောင်ခဲ့ပါတယ်။ကိုတုံနဲ့ဇင်မားတို့အိမ်သာကျသွားပြီးတဲ့နောက်ပိုင်းသူတို့လင်မယားကဇေယောင်ချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကိုတုံနဲ့ဇင်မားတို့ကတော့မနေ့အစောကြီးထပြီးဇေယောင်ထွက်ကြပါတယ်။ကိုတုံတို့ဇနီးမောင်နှံကတော့ဇီးတီးတွေကိုရောင်းကြပါတယ်။ဇီးတီးတွေရမယ်နော်ဇီးတီးချွတ်ချွတ်လေးတွေဝယ်ကြပါဦးမလားရှင်အားလုံးပဲလာဝယ်ကြလို့ရပါတယ်နော်တို့လည်းများတော့တရားဝင်တရားထက်ဈေးလိုက်ရောက်ကြပါတယ် ဇမယလပကိုတခြားရွာကသူတွေကလည်းတတိထားမိကြပါရဲ့ကိုတော့ကတော့သူရဲ့မိမကိုအရန်ချစ်ပါရဲ့တညမှာတော့ကိုတော့ကထုံစံအတိုင်းသူရဲ့မိမကို ပုံပြပြပါရဲ့ဇမရောကိုတော့ရဲ့ပုံပေါ်မှာပုံပြလေးတွေနားထောင်ရင်ခဏနေတော့သူတို့နေရာစလုံးအိပ်ပြောသားခဲ့ပါရဲ့ညီပါငောက်ကူညီကြပါကူညီကြပါဦးမိမဖြစ်သူရဲ့အလန့်တကြောင်အော်ဟစ်တန်ကြောင်ကိုတော့ပါအိပ်ပြောနေရာကနေလန့်ညှလာခဲ့ပါရဲ့ဟင်မိမ မင်းမင်းဘာဖြစ်လို့လဲအိမ်မက်ဆိုမက်လို့လားဇင်မလေးထူစန်းနဲ့အိမ်မက်အကြောင်းကိုယောက်ျားဖြစ်သူကိုပြန်ပြောခဲ့ပါရယ်အကိုအိမ်မက်ကအရန်ကိုချိုးစက်နာပဲငကားတကောင်ကညီမကိုဖမ်းခေါ်သွားတယ်သူရဲ့မျက်လုံးတွေကလည်းမီးလိုနှီးရဲနေရပဲအရန်ကိုကြောက်စရာကောင်းနေဒီအိမ်မက်ကကောင်းလားဆိုလားပြပြပါဦးကွတုတ်ကတော့သူ့မိမကြောက်နေမှာဆိုတာကြောင့်အားရအိမ်မက်ကအရန်ကောင်းတယ်လို့ပြောလိုက်ပါရယ်မင်းရဲ့အိမ်မက်ကကောင်းပါရယ်ဒီလိုအိမ်မက်တွေမျိုးမက်တာစိတ်မပူပါနဲ့ ငါတို့ဟာမခွဲမခွာပဲအတူတူရှိနေမှာပါစိတ်မပူပါနဲ့အိတ်လိုက်ပါကွတ်တိုကတော့သူရဲ့မိမအိပ်ပျော်သွားတာနဲ့ချက်ချင်းပဲဆုတောင်းလိုက်ပါတယ်။အိုးအရှင်ဖျားတပည့်တော်တို့လင်မယားပေးရန်ကင်းပါစေဆောင်းရှောက်တော်မူပါမနက်စောစောမှာတော့ကွတ်တိုတို့လင်မယားကဈေးအောင်ထွက်ကြပါရဲ့သူတို့နှစ်ယောက်ကဈေးတဲကိုရောက်တော့ဈေးတဲမှာဈေးတဲတွေနဲ့စီကားနေပါရဲ့ဒီနေ့ကတော့ဈေးတဲတွေမှာလူတွေများနေပါရဲ့ကွတ်တိုကမိမဖြစ်သူကို ဈေးရောင်းချဖို့တရားပြင်ဆင်ပေးလိုက်ပါတယ်။သူတော့တခြားနေရာမှာဈေးအသွားရောင်းချရောက်မှာဖြစ်ပါတယ်။အကိုဒီနေ့တော့စစောလာကြုံနော်။အေးပါမေမ။ငါဈေးရောင်းပေးရနဲ့ဒီကိုတန်ပြီးတော့လာခဲ့ပါမယ်။အဲနောက်မှာတော့ဈေးတွေကိုမင်းသားလေးနဲ့အစိကန်တွေကရောက်ရှင်းလာခဲ့ပါတယ်။ဒီနေ့ဈေးတွေကိုမင်းသားလေးကြွချင်လာတယ်။မင်းတို့အားလုံးမင်းသားလေးကိုယူတည်ပေးကြပါ။လိုအပ်တာတွေကိုလည်းရှောက်တဲ့တိုင်းနဲ့ ခဏကြာတော့ဇေရဲကိုဘင်ဂျီရဲ့တာတော်ရောက်ရှိလာခဲ့ပါတယ်။ဇေရဲမှာရှိနေကြတဲ့သူတွေအားလုံးကလည်းအယိုသေးပေးလိုက်ကြပါတယ်။မင်းသားလေးဟာမြေအထာနဲ့ရောက်ရှိလာပါတယ်။မင်းသားကဇေရဲမှာရှိနေကြတဲ့သူတွေအားလုံးကိုသူ့စီအခွန်ဆက်သားကြဖို့ပြောဆိုလိုက်ပြီးယင်းလေလေးပေါ်ကိုပြန်တက်မလို့လှုပ်လိုက်တာယော့တရဲ့မင်းသားလေးကစင်မာကိုမြင်သွားပါတယ်။မင်းသားလေးလည်းချုံမော်လာပါတဲ့စင်မာကိုကြည့်ပြီးတော့မြင်မြင်ချင်းမှပဲသဘောကျသွားခဲ့ပါတယ်။ မင်းသားလေးရချက်ချင်းပဲစင်မာကိုလက်ထပ်ဖို့တောင်းဆိုလိုက်ပါတယ်။မင်းကနဲ့အတူမြေထားပေါ်တက်စဲမင်းကနန်းတော်ထဲမှာနေထိုင်တဲ့နေဒါအမင်းတွေပူကောင်းပါတယ်။ဒီမှာဈေးလာရောင်းစရာမလိုပါဘူး။ကျမမှာအိမ်တော်ရှိပါတယ်မင်းသားလေး။ပြီးတော့ယောက်ျားနဲ့လက်ထပ်ထားတာမကြသေးပါဘူး။အဲ့ချိန်မှာပဲကိုတို့ကဈေးလေးသေးကိုရရှိလာခဲ့ပါတယ်။ကိုတို့လည်းမင်းသားလေးကိုဒုထောက်ပြီးတော့အယူသေးပေးလိုက်ပါတယ်။ဘယ်နောက်ထပ်ဇနီးတဲ့တယောက်ရှာလိုက်ပါ။ နာမင်းရဲ့ဇနီးကိုတင်ယူရလိမ့်မယ်။ကိုတုတ်ကမင်းသားလေးရဲ့စကားကိုညင်းပယ်လိုက်တာကြောင့်မင်းသားလေးလည်းစိတ်ဆိုးသွားပြီးကိုတုတ်ကိုရိုက်နဲ့ဆုံးမဖို့အဆောက်အဦကိုမိတ်ပေးလိုက်ပါရီ။အနီးနားသူတွေကတော့မတရားမှုတွေကြောင့်စိတ်မကောင်းဖြစ်နေကြပါရီ။စိတ်မကောင်းဖြစ်နေကြပါရီ။အဲဒီနောက်မှာတော့မင်းသားလေးကကိုတုတ်ရဲ့ဇနီးဖြစ်သူကိုမြင်လည်နဲ့နန်းတော်ကိုအမြန်ခေါ်သွားခဲ့ပါရီ။ကိုတုတ်ကတော့တိကိစာကိုတိုင်ကြဖို့အတွက်နန်းတော်ကိုအမြန်သွားခဲ့ပါရီ။ မင်းကလာတွေ့ရတဲ့ရည်ရွယ်ချက်ကဘာလဲတရားမျှတမှုပေးပါပြီးရင်ကြီးမတရားမှုကိုခံစားနေရပါတယ်မင်းသားလေးကကျွန်တော်မိမကိုခိုးယူသွားပါတယ်ဟောရီအကြောင်းကိုပိုပြပြလို့ရမလားမှိုက်လိုက်တာအဲ့နောက်ဘီရင်ကြီးကသူ့ရဲ့သမင်းတော်ရီကိုမေးလိုက်ပါတယ်ဇနီးခိုးယူခြင်းအတွက်ဘယ်လိုပြစ်ပေးတင်လဲမှန်ပါကိုမြတ်တာကတင့်တော်ပါတယ်ဘီရင်ကြီးကဇလန်တစ်ခုလုံးနားထောင်ပြီးတော့သဘောပေါက်သွားပါတယ်ဘီရင်ကြီးရဲ့သားတော်ကတော့ ပေးရပဲဖြစ်ပါတယ်။ငါငါရဲ့သားတော်ကိုလည်းအပြစ်ပေးရလိမ့်မယ်။ကိုချက်ချင်းပဲသားတော်ကိုမြင်မြန်စစ်ဆေးဖို့အတွက်တောက်ကွလာချင်းခဏကြာတော့ဘီရင်ကြီးရဲ့သားတော်ဘီရလေးရောက်ရှိလာခဲ့ပါတယ်။ဟွန်းဒီလူကအတော်လေးကိုအရေးတင်ပါလား။တော်ဝင်တွေးကိုနှိတ်ချပြီးစနီခိုးယူတယ်လို့ပြောနေပါလား။အဲဒီနောက်ပင်သားလေးကဇင်မာကိုခေါ်လာခန့်လိုက်ပါတယ်။မင်းရကိုတော့ရဲ့ဇနီးလားအမှန်တိုင်းပြောစီဇင်မာတော့မင်းသားလေးရဲ့မိဖုရားဖြတ်သွားပြီမို့ တာမန်ဇနီးတေဘွားကိုမလို့ကျင်တော့ပဲလိညာပြီးဖြေဆိုခဲ့ပါရယ်။သူနဲ့ကလင်မယားတွေမဟုတ်ပါဘူး။သူ့အခုမှမြင်ပိုးတာပါ။ဟေးမင်းမင်းဘာလို့လိန်ပြောနေရလဲ။မင်းကငွေကိုလောဘကြီးသူပဲ။ပြင်ကြီးကတော့စင်နာတနာတက်သူဖြစ်ပါရယ်။ကိုတုံးရဲ့အမှုကိစ္စကိုတိကျစစ်ဆေးပြီးခဲ့ပြီးပညာရှိတယောက်ရဲ့အကြံပေးစကားအတိုင်းကိုတုံနဲ့မင်းသားလေးတို့ကိုဘုံကျေတခုထမ်းခိုင်းခဲ့ပါတယ်။အလန်လန်ကိုရောက်လာတော့ မင်းသားလေးဟာသရတကြီးနဲ့ကိုတို့ကိုပြောလိုက်ပါတယ်။မင်းကငါ့လိုမင်းသားနဲ့ကစားချင်နေရလားမင်းကိုကစားရတယ်လို့မင်းပဲခံသွားရမယ်။ငါလိုမင်းသားနဲ့အမတွပါနဲ့မင်းသားလေးဟာသရတကြီးပြောလိုက်ပါတယ်။မင်းသားဟာကိုတို့ကိုတတ်မလို့ဒါဆယ်ထုတ်လိုက်ပြီမဲ့အချက်ပေးတဲ့အကြောင်းအမြန်ပြန်သွားလိုက်ပါတယ်။အဲ့ဒါအဲ့ဒါနဲ့စင်မကိုလေဘုံကြီးကိုထန်ခိုင်းလိုက်ပါတယ်ခလန်လန်းကိုရောက်လာတော့ဘုံကိုအောက်ခနာချကောင် တို့နေအောင်စကားပြောကြပါရစေ။မင်းပါလို့ငါ့ကိုတစ္ဆာဖောက်ရတယ်လေ။ငါ့ကိုတစ္ဆာမဖောက်ပါဘူး။မင်းသားလေးရချင်းချောက်ထားလို့ပါ။တို့နေအောင်ကဝန်နေဆောင်ငူပြီးအိမ်ပြန်သွားကြပါရစေ။ဘယင်ကြီးရဲ့ရှေ့ကိုရတော့ပုံတဲကအစီခံတယောက်ကချက်လာပြီးသူ့မှတ်တမ်းတင်ထားသမျှပြောပြပါရစေ။ငါပါမမမလို့ထားဘူး။တို့နေအောင်ကိုဖမ်းလိုက်စင်။အဲဒီချိန်မှာတော့စင်မလေးမင်းသားလေးညာခဲ့ကြအောင်ပြောပြတော့မင်းသားလေးကစိတ်ဆိုးသွားပြီး ကျမကိုသားနဲ့ထိုးလိုက်ပါရဲ့မိမမင်းမင်းဘယ်လိုလုပ်လိုက်တာလဲဖေသူတို့ကတေဖို့ထိုက်တယ်နဲမဲအပြစ်မဲ့ပြည်သူတွေကိုဒုက္ခမပေးပါနဲ့အဲ့နောက်မှာတော့ဘယင်ကြီးကသူ့ရဲ့သားတို့ကိုဖန်ခေါ်သွားခိုင်းလိုက်ပါရဲ့ကိုတုတ်ကတော့တေဆုံသွားပြီဖြစ်တဲ့တီယဇနီးကိုဖွေချင်ရင်နန်းတော်အနေပြန်သွားခဲ့ပါရဲ့မင်းသားလေးကတော့သူ့လုခဲ့မိတဲ့အပြစ်တွေပေါ်အရန်ကို နောက်တရရခဲ့ပါရဲ့ ဘေးအခြေရဲ့မြတ်သားရဲ့အမှုစီမှုကြောင့်တိုင်းသူပြည်သားတွေဟာဘေးအခြေကိုရင်ကားချက်ပို့ပြီးတော့လေးစားချက်ကလေးကြပြီးအကူလာကြပါတယ်။စင်မတော်ပေါပြန်ခဲ့တာကြောင့်အဆုံးသတ်မကောင်းခဲ့ပါဘူး။ဒီဇလန်လေးကတော့ပေါပြန်သူတိုင်းအကျိုးပေးကောင်းမှာမဟုတ်ပါဘူး။ကိုတုတ်ကတော့ဇီတီတွေကိုပဲရောင်းချရင်တယောက်တည်းအေးချမ်းချမ်းလေးနေထိုင်သွားခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့ဖတ်ပြတင်ဆက်ပေးသွားတဲ့ပုံပြင်လေးကတော့ဒီလောက်ပါပဲရှင်ပိတ်တွေကပုံပြင်လေးတွေကိုမှနားဆင်ရတာကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်မရဲ့ channel ကို like and subscribe နဲ့ပြီးအားပေးခဲ့ကြပါအောင်နော်အဆုံးထိအားပေးနားဆင်ဖို့တော်လည်းကျေးဇူးများတင်ပါတယ်ရှင်